မက္ကာမြို့သို့တရားမဝင်ဝင်ရောက်မှုကိုအာဏာပိုင်တွေကနှိမ်နင်းနေချိန်ဟတ်ဖျားဘူးခွင့်ပြုချက်မပါတဲ့မွတ်စလင်26,900ကျော်ကိုမက္ကာမြို့သို့ဝင်ခွင့်တားမြစ်ခဲ့တယ်လို့ Saudi Arabia ရာရှိတွေကဇွန်တရက်မှာပြောကြားလိုက်ပါတယ်။တရားမဝင်ဖျားဘူးတွေကြောင့်ဟတ်ဖျားဘူးကာလမှာလူတွေပြုတ်သိမ့်နေတာဖြစ်တယ်လို့ Saudi ရာရှိတွေကပြောပါတယ်။ဒီကတဲ့နှစ်ကအပူချိန်ပြင်းမလွန်းတာကြောင့်တေဆုံးခဲ့သူများစုဟာလည်းတရားမဝင်လာရောက်သူတွေဖြစ်တယ်လို့ Saudi Arabia ကပြောပါတယ်။ အခုလိုနှင်ထုတ်မှုက hash ဖျားဖို့လာရောက်လူတွေနဲ့တရားမဝင်လာရောက်သူအရေးအတွက်ပုံများလာတာကိုမိမောင်းထုတ်ပြနေပါလိမကာတို့လက်ရှိရောက်ရှိနေတဲ့မွတ်စလင်ဖျားဖို့တိတသမ၄တန်းရှိပြီးတော့လာမယ့်ရက်ပိုင်းအတွင်းပုံများလာအောင်မယ်လို့မျှော်လင့်ရပါတယ် hash ဖျားဖို့စီစဉ်မှာခွင့်ပြုချက်မရှိဘဲပါဝင်ဆင်နွှဲသူတွေအနေနဲ့ဈာန်ငွေကန်ဒေါ်လာ9000နဲ့နှင်ထုတ်ခံရတာမျိုးလို့တခြားပြစ်ဒဏ်တွေလည်းချမှတ်ခံရနိုင်ပါတယ်အဲ့ဒီမူဝါဒမှာနိုင်ငံသားတွေနဲ့ sorry IBR မှာအမြဲတမ်းနေထိုင်ခွင့်ရထားသူတွေလည်းအကျုံးဝင်ပါလိ။ပါမင်းမရှိသူ 2,6688ဦးကိုမကာတို့ဝင်ခွင့်မပေးဘဲတားမြစ်ခဲ့တယ်လို့မကာမြစ်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းရရှိတွေကပြောတာပါ။စီးမြင့်ဥပဒေတွေအရမကာမြို့မှာနှစ်ပေါင်အောင်နေထိုင်သူတွေတောင်ခွင့်ပြုချက်ရှိမှဖျားဘူးစီစဉ်မှာပေါင်ဝင်ရှိတာဖြစ်ပါတယ်။ hash ဖျားဘူးစီကမ်းတွေကိုချိုးဖောက်တဲ့ Saudi Arabia ဒေသခံ2,300ကိုအာနာဘယ်နီကပြစ်ဒဏ်တွေချမှတ်ထားပြီးတော့ hash company ၄00ရဲ့လိုင်စင်တွေကိုရုပ်သိမ်းထားပါတယ်။ မွတ်စလင်တွေအနေနဲ့ငွေကြေးအရရုပ်ပိုင်းဆိုင်ရာအရဖျားဖို့သွားဖို့တက်နိုင်တယ်ဆိုရင်တသက်မှာတခါ hash ဖျားဖို့ခီးသွားဖို့တာဝန်ရှိတယ်လို့ဘာသာရေးအရသတ်မှတ်ထားတာဖြစ်ပါတယ်။